မင်္ဂလာပါရှင်ကျမတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အထူးမြို့လို့တာသတင်းကိုဖော်ပြပေးပါမယ်2025ခုနှစ်မေလ22ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်စနေနေ့ချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲချိန်တိုင်းထွာချက်တွေရကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်တောင်ပိုင်းမှာလေတုမငိန်တက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမိုးတုံလေအားကောင်းလာနိုင်တာကြောင့်၎င်းအပူပြန်ထက်တိမ်တွေဖြစ်ထွန်းမှုအားကောင်းလာကြောင်း၎င်း23ရက်5လ2025ရက်နေ့ကနေ30ရက်5လ2025ရက်နေ့အတွင်းမှာတော့ကချင် ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကျဲကျဲကနေနေရာဆိတ်ဆိတ်နဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမြန်လေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရိုင်းတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာအနှံ့ပြမိုးတဲကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ် အကြံပြုချက်အနေနဲ့ကတော့မိုးသက်လှန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတိုက်ကြုံတာမိုးကြိုပြစ်တာလျှက်စင်းလက်တာမိုးတိကျတာလျှက်ရပြည့်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေကြောင်သွားလာရင်လေကြောင်ပြန်တဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်းနောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံအလဲပိုင်းဒေသကိုရောက်တဲ့အခြေအနေဖော်ပြပေးပါမယ်။၂025ခုနှစ်မေလ22ရက်နေ့ထုတ်ပြန်ကြမှာတော့နောက်တောင်မုတ်တုံလေဟာမြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့ဘင်္ဂလားပင်လယ်အရှေ့မြောက်ဘက်ကိုရောက်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်မိုးလေဝသတုတေသင် online ကလည်းနောက်လာမယ့်၄ရက်အတွင်းဘင်္ဂလားပင်လယ်အော်မှာအထက်လေပွေလိုင်း Upper Air Cyclonic Circulation UACC စတင်ဖြစ်ပေါ်လာနိုင်တဲ့နေရာကို ECNW က GFS နဲ့ Icon Model ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပြီးဖြစ်ပါတယ်။အဆိုပါ UACC ကတော့မေလ26 29 ွန်မှာတော့ပုံမှန်အားကောက်လာပြီးတော့လေပြင်းအားနဲ့ရောင်အဖြစ်ရောက်ရှိလာနိုင်ကမြောက်အနောက်မြောက်ရုံရုံအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့အရိဒါပြည်နယ်ကမ်းခြေတည်စီကိုဥတီရွေးရှားနိုင်တဲ့အကြောင်းမြန်မာနိုင်ငံဘက်ကဥတီရွေးရှားနိုင်တဲ့အခြေအနေမတွေ့ရတဲ့အကြောင်းကနအုပ်ချုပ်တင်ခံမှန်းချက်မှာတွေ့ရပါတယ်။ UACC ကတော့အားကောက်သောလေပြင်းအားနဲ့ရောင်မုံနိုင်ငံအဆင့်အထိရောက်ရှိလာပြီးတဲ့နောက် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေအနီးချင်းကပ်ရောက်ရှိစဉ်မှာမေလ29ရက်နေ့မှာဗဟိုအနီးလေတိုင်တော်ဟာတနအိကုမိုင်40အထက်ကိုရောက်လာနိုင်ပြီးတော့အမီးရဆိုင်ကလုံးမုန်တိုင်းအဆင့်အထိရောက်လာနိုင်ကြောင်းတွေ့ရပါတယ်။အထက်လေဝေလိုက်အစာပြုတ်ဖြစ်ပေါ်နေတဲ့မေလ25ရက်နေ့မနက်ကစတင်လို့မြန်မာနိုင်ငံမှာနေရာအနှံ့ပြားမိုးတက်ကြုံရွာသွန်းပြီးတချို့သောပြည်နယ်တိုင်းဒေသတွေမှာတော့နေရာကွက်ပြီးမိုးတက်လေပြင်းကြောက်ရောက်နိုင်တဲ့ကြောင်းမိုးများရကနေမိုးလုံများနိုင်ကြောင်းတွေ့ရပါတယ်။ ကြိုတင်ခံမှန်းချက်ပြောင်းလဲတာတွေအတွက်လည်းဆက်လက်စောင့်ကြည့်တင်ပြပေးသွားအောင်မယ်လို့လည်းမလူတာသူတီတီအွန်လိုင်းကမေလ22ရက်နေ့လည်း12နာရီမိနစ်30ချိန်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအားကောင်းသောလှည့်ပြီးအားနဲ့ရောင်းအခြေအနေအတိပေးချက်ငါကာကြီး2025ကိုထုတ်ပြန်ပေးပါမယ်။ 2025ခုနှစ်မေလ22ရက်နေ့လေပြည်အားနဲ့ရောင်းဝယ်ခြင်းတွေကတော့ဒီနေ့မြန်မာစံတော်ချိန်17နာရီခွဲချိန်တိုင်းထွားချက်တွေရမေလပင်လောအနောက်လေပိုင်း၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်တောင်ပိုင်းကမ်းလွန်မှာဖြစ်ပေါ်နေတဲ့လေပြည်အားနဲ့ရောင်းဝယ် low pressure area ကတော့မြောက်အနောက်မြောက်ဘက်ကိုအနည်းငယ်ရွေ့ရှားခဲ့ရမှာ ရင်းလာပင်လယ်အနောက်အလယ်ပိုင်း၎င်းနဲ့ဆက်ဆက်နေတဲ့အိန္ဒိယနိုင်ငံအန်တာပရာဒေးပြည်နယ်တောင်ပိုင်းကမ်းခြေတီးကိုရောက်ရှိခဲ့ပြီးတော့အာကောင်းသောလေပြင်းအားနဲ့ရောင်ဝဲမတ်လိုပရက်ရှာအိန္ဒိယအဖြစ်ကိုပုံမှန်အာကောင်းခဲ့ပါတယ်။အဆိုပါအာကောင်းသောလေပြင်းအားနဲ့ရောင်ကတော့လာမယ့်48နှစ်အတွင်းမှာမြောက်အရှေ့မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ကရင်းလာပင်လယ်အနောက်အလယ်ပိုင်း၎င်းနဲ့ဆက်ဆက်နေတဲ့အိန္ဒိယနိုင်ငံအန်တာပရာဒေးပြည်နယ်မြောက်ပိုင်းကမ်းခြေတီးကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံပေါ်အကျိုးသက်ရောက်နိုင်မှုအနေနဲ့ကတော့အဆိုပါအားကောင်းသောလိပိအားနဲ့ရောင်းရဲအရှင်ကြောင့်ဖြစ်ပေါ်လာတဲ့အားကောင်းသောအပူပြတ်တဲ့ဒိတ်တိုက်တွေကြောင့်လည်းကောင်းအရှိလိပွေလိုင်းတွေကြောင့်လည်းကောင်းမုတ်တုံလေးဆက်လက်ဝင်ရောက်နေမှုကြောင့်လည်းကောင်းဒီနေ့ကစလို့29ရက်5လ2025အတွင်းမှာတော့တပြီလုံးမှနေရာဆိတ်ဆိတ်ကနေနေရာနှံ့ပြမုတ်တုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးကြီးတာဒေသအလိုက်မိုးကြီးတာလျက်စင်းတက်တာမိုးချိန်တာမိုးတိကျတာမိုးချိုးပြစ်တာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်းသိရပါတယ်ရှင်ဆက်လက်ပြီးတော့2025ခုနှစ်မေလ21ရက်နေ့ဒီနေ့မိုးလက်2နာရီချိန်နေ့စဉ်မိုးလို့သာတဲ့ ိုဖော်ပြပေးပါမယ်ဒီနေ့မနက်9:00ခွဲချိန်ကနေ 9နိုင်ခွဲချိန်တီမူလုတာတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နိုင်အတွင်းကစကိုင်းတိုင်းဒေသကြီးအောက်မှာ3နိုင်တိုင်းဒေသကြီးနဲ့ချင်းပြည်နယ်မှာနေရာအနှံ့ပြနေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအရာဝတီဒေသကြီးမွန်ပြည်နယ်ရခိုင်ပြည်နယ်မှာနေရာဆေးစီပဲခူးတိုင်းဒေသကြီးကချင်းပြည်နယ်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာခွဲခြားမှုတွေကြုံရွာသွန်းပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာဒေသအလိုက်မှုကြီးခဲ့ပါတယ်။နေ့ကုန်ချိန်ကတော့3နိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမေလရဲ့ပြည့်မြအပူချိန်တွေထက်3ဒီဂရီဆယ်စီယပ်ကနေ4ဒီဂရီဆယ်စီယပ်အထိနဲ့ ။မဝိရိုင်းဒေသကြီးချင်းပြည်နယ်နဲ့မွန်ပြည်နယ်မှာမေလရဲ့ပြင်းပြအပူချိန်အတွက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ကကြန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမေလရဲ့ပြင်းပြအပူချိန်ကသာရှိခဲ့ပါတယ်။20ရက်9လ2025မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့ပူချိန်ကတော့6မြို့မှာ42.5ဒီဂရီဆယ်စီယပ်မြင်းမြို့မှာ39.8ဒီဂရီဆယ်စီယပ်ညောင်မှာညောင်ဦးနဲ့ညောင်လေးပင်မှာတော့39.3ဒသမ3ဒီဂရီဆယ်စီယပ်စီမကွေးမှာ38ဒသမ8ဒီဂရီဆယ်စီယပ်အောင်လာနဲ့အဆင်ပြေကျွန်းမှာတော့38ဒသမ9ဒီဂရီဆယ်စီယပ်စီပခွန်ကူမှာ38ဒသမ5ဒီဂရီဆယ်စီယပ် မြင်းကြံမှာတော့38.4ဒီဂရီဆယ်စီယက်နဲ့မန်းလေးနယ်ကွန်ကရစ်မြို့မှာတော့38.3ဒီဂရီဆယ်စီယက်စီတီဖြစ်ကြပါတယ်။မှတ်သားဖွယ်ရမွေးချင်တွေကတော့ပြင်းဦးလင်စီးပင်ကြီးမှာ9.15လက်မှပြင်းဦးလင်မြို့မှာ4.13လက်မှမရရမှာ3.33လက်မှမန်းလေးချမ်းရည်သာကြံမြို့နယ်မှာ3.29လက်မှအမရပူရမှာ2.64လက်မှပသိမ်ကြီးမှာ2.58လက်မှမိုးရွာမှာ2.56လက်မှစကိုင်းမှာ2.28လက်မှမန်းလေးအောင်မြေသာကြံမြို့နယ်မှာ2.24လက်မှပသိမ်ကြီးဆွေဆာမှာ2.13လက်မှနဲ့မြင်းငယ်မှာ1.3 ခွင့်ဟောလက်မှတ်ဖြစ်ကြပါတယ်။မြန်မာပြည်တော်ချင်းတွေကတော့နောက်တော်မဟုတ်တော့လေကတော့မနိုင်ငံအလဲပိုင်းဒေသတွေနဲ့ ်ဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းကိုဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်ကပ်ဒီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းအရှေ့လယ်ပိုင်းနဲ့အရှေ့မြောက်ပိုင်းမှာမိုးသွန်လေအားနဲ့ငယ်ကနေအားတက်တက်ရှိပြီးတော့ကြံဘင်္ဂလားပင်လယ်ော်မှာတည်တူတတ်ပါတယ်မနက်ဖြန်မနက်ချိန်ဒီခမန်းချက်ကတော့မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနေရာချင်းချင်းနေပြီးတော့ရောင်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြားမှုတွေကြောင့်ရွာသွန်းပြီးတော့မန္တလေးဒေသကြီးမှာနေရာကွက်ကြီးပြီးမိုးကြီးခဲ့ပါတယ် ရွာရံတော်ပြည့်ဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုခြေနေကတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအီဟာရီတိုင်းဒေသကြီးတရိန်နိုင်တိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးတိမ်တောင်ဖြစ်တော်လျက်ရှိပြီးတော့အဆိုပါမိုးတိမ်တောင်ရွှေရှားရနေရတခြားမှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုပြတာအေးစင်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာပါတယ်မြမပင်လေပြင်းမှာလှိုင်းတည်တဲ့ရှိပါမယ်လှိုင်းမြဟာမားကန်ရန်တခြားနဲ့ကန်လွန်ပင်လေပြင်းမှာ6ပေကနေ10ပေကရှိပါမယ်နောက်နေ့အတွက်ခမ်းမန်းချက်ကတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာထိကျုံးမဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်ပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်နက်ဖတ်မနေချေတွေခံမှန်းကြာနေရာကွက်ကြားမှုတစ်ကျုံရွာမှာမယ်။ရွာရံရုံပြေဖြစ်ပါတယ်။ရောင်မျိုးနဲ့နီးတစ်ဝိုက်အတွက်နက်ဖတ်မနေချေတွေခံမှန်းကြာနေရာကွက်ကြားမှုတစ်ကျုံရွာမှာမယ်။ရွာရံရုံပြေဖြစ်ပါတယ်။မန္တလေးမျိုးနဲ့နီးတစ်ဝိုက်အတွက်နက်ဖတ်မနေချေတွေခံမှန်းကြာမှုတစ်တဲ့ထိကျုံရွာမှာမယ်။ရွာရံရုံပြေဖြစ်ပါတယ်ရှင်။ ဒါပြင်မလူသားသူတွေတဲ့အွန်လိုင်းကလည်းမေလ22ရက်နေ့မှာနောက်တော်မိုးတုံလေးဟာမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေကိုဆက်လက်ဝင်ရောက်လျက်ရှိတဲ့အကြောင်းအိန္ဒိယမလူသားဌာန IMD ကထုတ်ပြန်ကြေညာချက်မှာတွေ့ရပါတယ်။ဆက်လက်ပြီးတော့လည်းကမ္ဘာမိုးသစ်တော်တွေအလင်းမြန်ပြုံးတင်းမှုစံချိန်တင်နေတဲ့အကြောင်းဖော်ပြပေးပါမယ်။ရာသီဥတုပြောင်းလဲမှုတိုက်ဖြတ်ရေးမှာအရေးပါတဲ့ကမ္ဘာအပူပိုင်းမိုးသစ်တော်တွေအနှံ့အမြန်ပျက်စီးပြုံးတင်မှုတွေဟာ2024ခုနှစ်အတွင်းစံချိန်တင်ခဲ့တဲ့ကြောင့်သုတေသီတွေကသတိပေးပါရတယ်။အပူပိုင်းမိုးသစ်တော်တွေကတော့ပြီးခဲ့တဲ့တစ်နှစ်အတွင်း အိုင်ယာလန်နိုင်ငံအရွယ်စားနီးပါ2600စတူရမ်းမိုင်တိဆုံးရှုံးခဲ့တယ်လို့ဂျိုရူပုံရဲ့ချက်လက်တွေကသုတေသီတွေကခံမှမှာတယ်။မိလောင်ကျန်နာဟာတက်တော်ပြုံးတိတာရဲ့အဓိကအကြောင်းရင်းဖြစ်ပြီးတော့စံချိန်တင်မိုးခေါင်တာနဲ့အတူတူအမေဆုံးတက်တော်ကလည်းပဲဆူဆူရွာထိခဲ့ခဲ့ပြီးတော့စိုက်ပျိုးရေးလုပ်ငန်းအတွက်မြေယာတွေအလွန်အကျွံချဲ့ထွင်မှုတွေကလည်းပဲတခြားသောအကြောင်းအရာတွေဖြစ်တယ်လို့ဆိုပါရဲအရှိတောင်အာရှဒေတာမှာတော့အစိုးရတွေကတက်တော်ပြုံးတိမှုရှော့ချမဲ့မူဝါဒတွေနဲ့အတူတူတခြားဒေတာတွေတဲ့အခြေအနေကောင်းမွန်တယ်လို့ သူတေတီတွေကဆိုပါတယ်အပူပိုင်းမိုးတစ်တော်တွေကတော့သူတို့ရဲ့ တက်တော်နဲ့မြင်းစီရွာတွေမှာကာဗွန်တန်ချိန်ရာနဲ့ချပြီးသူလောင်ထားကြပါတယ်။အမေဆုံးမိုးတက်တော်လိုတချို့သောတက်တော်တွေဟာဆက်လက်ပြုံတိမှုတွေဟာရက်တက်များနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့သူတေသီတွေကသတိပေးပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကထုတ်ပြန်တဲ့တိကျလိလမှုတစ်ခုမှာတော့ကမ္ဘာကြီးပုံလေးလာမှုကန်တက်ချက်တိတိတမ5ဒီဂရီစင်တီဂရိတ်ကျော်လွန်မဲ့ဆိုရင်လည်းအမေဆုံးတက်တော်တိတိတတာပြုံတိနိုင်တဲ့အကြောင်းသတိပေးထားပါတယ်။ပြီးခဲ့တဲ့နှစ်မှာတော့အန်နီညိုရာသေဥတို့ဖြစ်စဉ်ကြောင့်အမေဆုံးမှာစံချိန်တင်မိုးကောင်ရေရှားမှုကိုကြုံခဲ့ရပါတယ်။ဒါဟာဇီဝမျိုးကွဲပေါင်းစုံနဲ့တော်ရိုင်းတိရိစ္ဆာန်တွေရဲ့အသက်ရှင်နေထိုင်မှု ိုတာမကကမ္ဘာရာသီဥတုအပေါ်မှာလည်းဆူဆူရွာတက်ရောက်မှုတွေရှိလာမယ်လို့သုတေသီတွေကဆိုကြပါတယ်ရှင်